ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်တော့ save လဲပါဒီနေ့မှာတော့ကျွန်တော်မြန်မာနိုင်ငံမှာလူပြောရဲနေတဲ့ Apple ရဲ့ CarPlay အကြောင်းကိုအားချောင်းမယ်ပေါ့နော်စိတ်ဝင်စားရင်တော့ကျွန်တော်တို့ like ခဲ့ပါဦး let's go ပထမဆုံးအနေနဲ့ကတော့ဒါကျွန်တော်ကမဟုတ်ပါဘူးကျွန်တော်မိမရဲ့အဖေကပါဒါပေမဲ့ဒီအဖေကလို့ယူနစ်ကိုကျွန်တော်ကိုယ်တိုင်ဝယ်ပြီးတော့တပတ်လောက်ဆန်းထားတာဖြစ်တဲ့တော့ကိုကျွန်တော်လည်းအနေချင်းတော့ရင်းနှီးနေပြီပေါ့နော်ပြီးတော့တတ်ထားရလဲ၃လလောက်ရှိပြီကျွန်တော်ကိုယ်တိုင်လည်းလိုက်စီးပြီးတော့ဟမ်ကျွန်တော်ကိုယ်တိုင်ကောက်ကစီးပြီးဆန်းထားတယ်မလို့ဘလို့သုံးဝင်လဲဘာတွေမကောင်းလဲဆိုတာကိုသုံးပြီးတဲ့ experience လေးကိုပြန်ပြီးတော့ share ပေးကြပါမယ်ကျွန်တော်ဒီ hardware ကိုအရင်ပြောပြမယ်ပေါ့နော်သူက ် Apple CarPlay ဟဲ့ Unity ပဲတော့မဟုတ်ဘူးသူ့မှာ Android Auto လည်းပါတယ်ဒါပေမဲ့ Android Auto ကတခါမှမသုံးဘူးတော့ကျွန်တော်ထည့်မပြောတော့ဘူးဒီလိုမျိုးဟဲ့ Unity က၃မျိုးရှိတယ်ဒီကားရဲ့ infotainment စနစ်တစ်ခုလုံးကိုဖြုတ်လဲတာကြီးရှိတယ်ဒါမှမဟုတ်ဒီလိုမျိုး plug and play portable unit တွေရှိတယ်ဒါမှမဟုတ်နောက်ဆုံးတစ်မျိုးကကြတော့သူကကားမှာ display ပါပြီးသားဆိုလို့ရှိရင်အဲ dongle လေးတက်ပြီးတော့သုံးလို့ရတဲ့ CarPlay unit တစ်မျိုးရှိတယ်ကျွန်တော်ကတော့ဒီ portable unit ကြောင်းကိုပဲသူ့ရဲ့အားသာချက်တွေကနေမစပြောမယ်ပေါ့နော်။အဲသူကကြတော့ black and blue ဆိုတဲ့အတိုင်းပဲ တကယ်ကိုဆက်လိုက်မီးပေါက်မှာထိုးပြီးတော့ dashboard ပေါ်မှာကိုတင်နေတဲ့နေရာကိုတပတ်တိတ်နဲ့ကတ်လိုက်ရုံပဲဆိုတော့လုံးဝအလုံးရှုပ်ဘူးတချို့လူကြီးတွေအတွက်လည်းဒါမျိုးကပိုပြီးအဆင်ပြေတယ်ပြီးတော့သူက wireless ပဲအစားတစ်ခါပဲ corner လုပ်ဖို့လိုတာကျန်တဲ့ချိန်တွေကကားထဲဝင်လာတဲ့ auto corner ဖြစ်ပြီးသားနောက်တစ်ခုကသူ့မှာ cellular screen ပါပေါ့နော်အတိအကျဆိုလို့ရှိရင်တော့1.20 inch ပေါ့နော်တော့ wide screen အနေနဲ့လာတယ် ဟို split second တွေပါရရင်တော့ပိုကောင်းတယ်သူကအဲ့ဒါတော့ကျွန်တော် software ဆိုင်တော့ဆက်ပြောမယ်ပေါ့နော်နောက်တစ်ချက်က तू ကဈေးနည်းနည်းတက်တာရတခြား option တွေတက်ကိုပြီးတော့ခုနောက်ပိုင်း Amazon တို့ AliExpress တို့ Temu တို့မှာလည်း तू ကပစ္စည်းကအရင်များလာပြီးဈေးမျိုးမျိုးနဲ့တော်တော်များလက်လန်းမိလာပါပေါ့နော်ကျွန်တော်ကတော့ထုံးစံတိုင်းပဲ market price နေ second ပဲဝယ်ရပါကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ဒီလိုမျိုး portable unit တက်ဆိုင်ဟဲ unit တွေဖြုတ်လဲတာနဲ့ခုနလို dongle option တွေပဲကျွန်တော်တွေ့ရတယ် ဒါကတော့နည်းနည်းစိတ်ညစ်စရာကောင်းတာပါနော်။ user တွေလက်လန်းမီလေးလေးလူငယ်များစီပိုရောက်လေးဖြစ်တဲ့အတွက်ကိုနောက်ပိုင်းတော့ဝင်လာဖို့မျှော်လင့်ပါတယ်။ခုနဆက်ကြောင်းဆက်မယ်ဆိုလို့ရှိရင်သူ့မှာ CarPlay, Android Auto ပြီးတော့ Radio FM တွေအပြင်ဟို Subscription ပါသေးရယ်။ဆိုတော့ကိုကကားဆောင်နေတဲ့အချိန်မျိုးမှာ YouTube လေး stream ပြီးတော့ထိုင်ဆောင်နေရမျိုးပဲလုပ်လို့ရရပါဘောနော်။ဒါမှမဟုတ်ရုပ်ရှင်လေး stream တာဖြစ်ဖြစ်စောင်းရတာပို့ပြီးတော့ချိန်ကုန်မြန်စေတယ်ဘောနော်။ပြီးတော့သူ့မှာ built-in dashcam ပါတယ်ဆိုတော့ dashcam တွေပါလည်းတော်တော်ထပ်ဝယ်စရာမလိုဘူးပေါ့နော်တကယ်ဆိုသူ့မှာ back camera လည်းပါတယ် တကယ်ဆိုသူ့မှာဘက်ကင်မရာလည်းပါတယ်ကျွန်တော်ကစကန်မလို့ဘက်ကင်မရာလည်းကျွန်တော်ဝယ်လို့ရှင်မှာမပါတော့ပါမလားဘောနော်အစ်စ်ဝယ်ရင်တော့ package site တော်တော်ဆုံးဆုံးပါပါတယ်အဲသူ့မှာပါတဲ့ IO box ကြီးကတော့3.5 mm headphone jack ပါမယ် SD က slot ပါမယ်2.5 mm jack ပါမယ်အဲအဲ့ဒါကတော့ဘက်ကင်မရာတော့ဘောနော်ပြီးရင်တော့ power အတွက်ကို USB C ပါမယ်ပြီးရင်တော့ power button ပါမယ်ဘောနော် power button ကတော့ on off close လို့လည်းဟုတ်တယ်အဲ3.5 mm jack ကတော့အဲ Oscar နေ cable join ပေါ့ဘောနော် wireless အနေနဲ့ကကြတော့ radio fm line နဲ့ချိန်တိုင်းရှိတယ် bluetooth ကနေချိန်တိုင်းရှိတယ်ပုံမှန်ဆိုတော့ aux cable က quality ကောင်းဆုံး option ဆိုပေမဲ့ဒီဆက်မှာတော့တော်တော်ဆုပ်တယ် noise တွေတားထားပြီးသိချင်မှကြားရအောင်အဲ့မှာဒါသူ့ရဲ့အားနည်းချက်တစ်ခုစလာပြီးပေါ့နော်ပြီးတော့ fm line နဲ့ချိန်တာကကြတော့လေကံပေါင်းတဲ့လူတော်များရင်းနှီးပြီးသားနေမှာပါဟို line မကောင်းတဲ့နေရာရောက်ဥမာလှိုင်ကောင်းအောင်တဲ့ရောက်တာတော့ကားကြက်တဲ့နေရာမှာဆိုတော့ static noise တွေကတော်တော်ထတတ်တယ်ဆိုတော့ဒီဆက်တော့က bluetooth option ကအကောင်းဆုံးပဲဒါပေမဲ့ဒီကားမှာတော့ bluetooth ကလည်းမရတော့ကျွန်တော် fm နဲ့ပဲ loss ချိန်ထားရပေါ့နော် ီးတော့နောက်ထပ် energy တခုကသူကဒီ set ကို inner air လောက်လိုက်တိုင်းဟိုအဲ့ set က wobble ဖြစ်နေရပါတော့အဲ့လိုလှုပ်စီလှုပ်စီဖြစ်နေတယ်မငြိဘူးဆိုတော့အားရပါလမ်းတိုးလို့မကောင်းဘူးဗျာ နောက်တစ်ချက်ကကြတော့ဒီ dashboard ပေါ်မှာထောင်ထွက်နေတာကြီးပေါ့နော်ဒါကတော့တချို့လဲကျိုင်းနေတာမလို့ကျွန်တော်အများကြီးမပြောတော့ဘူး personal preference ပဲနောက်တစ်ခုကကြတော့ကျွန်တော်ဒီ set နဲ့ပဲဆိုင်တဲ့ဟာပေါ့နော်ဒါမဲ့လည်းတခြား web လူတွေပြန်သတိထားလို့ရအောင်ကျွန်တော်ထည့်ပြီးပြောပြရဒီ screen မှာ auto brightness မပါဘူးအဲဈေးကြီးတာနဲ့ဈေးပေါ်တာကြီးကဒီလိုသေးစိတ်လေးမှာနည်းနည်းတည်တာရပေါ့နော်အဲ့တော့အဲ့လို auto မပါတော့ဖြစ်လဲဆိုလို့ရှိရင်ညာဘက်တွေမှာမောင်းတဲ့ခါမှာကိုယ့်မျက်နှာကြီးကိုစလိုက်မီးနဲ့ထိုးရသလိုပဲကိုယ့်ဘာသာကို manual shot လို့တော့ရရပေါ့နော်ဆိုချင်လို့မှကြအဲ့အတွက်ကို sensor ပါတယ်ဒါကတော့ hardware overall ပေါ့နော်ပြီးရင်တော့ software ဘက်ကိုသွားပါမယ် software မှာကြတော့ CarPlay နဲ့ Android Auto ကိုနှစ်ခုစလုံးရတယ်ကျွန်တော်ကတော့နည်းနည်း CarPlay အကြောင်းပဲပြောမယ်ပေါ့နော်အရင်ဆုံးသူ့ရဲ့ original base OS အကြောင်းကျွန်တော်အရင်စပြောမယ်ဒီ interface ကြီးကဒီ system ကြီးရဲ့ OS ပေါ့နော်သူကနေမှ CarPlay ကိုဝင်မလား Android Auto ကိုဝင်မလားအဲ့လိုမျိုးတွေလောက်ရတာပေါ့နော်အဲအဲ့လိုမျိုးတွေမလုပ်ချင်ဘူးဆိုလို့ရှိရင်ဒီမှာနေမဲ့အဲ့ဒါ Bluetooth ချိတ်ပြီးသင်းပွင့်တာတို့ FM နားထောင်တာတို့လုပ်လို့ရတယ်ပြီးတော့ dashcam setting တွေအဲ့လို SD card setting တွေကလည်းဒီ base OS မှာပဲလောက်ရတာပေါ့နော် အဲ့မှာမကောင်းဆုံးနဲ့ကျွန်တော်စိတ်ကင်စားပေးဆုံးအချက်နှစ်ချက်ရှိတယ်အဲ့ဒါကတော့ဒီဟာတခုခုနှိမ့်လိုက်တိုင်းတတီတီနဲ့အတန်ထွက်နေတာတချို့လဲကြိုက်နိုင်ပေမဲ့မကြိုက်တဲ့ကိုယ်တွေအတွက်ဆိုသွားပိတ်စရာစက်တင်လဲမပေါ့တော်တော်အနွိုင်းဖြစ်တာအနွိုင်းဖြစ်လို့လို့ကျွန်တော်ဒီကောင်မော့လို့ဖို့စူးစမ်းဦးတယ်ပြတ်မလို့ပါဖြစ်သွားလို့ဒါကျွန်တော်ပစ္စည်းလဲမှုလို့ကျွန်တော်ရက်လိုက်ရတယ်ဗောနော်အဲ့ဒါတော့ဘူးမှမသိမဲ့အခုအကောင်လုံးကိုကျွန်တော်ပြောချလိုက်ပြီနောက်တစ်ခုကကိုယ်ကအဖက်ကားပလေးကိုချိတ်ပြီးွားရင်တခြားကပြောင်းမှုတော်တော်ခက်တယ်ဥပမာ ဒီ base os မှာ carplay တို့ android auto တို့ဆိုတော့ဝင်မှုတသက်အိုက်ကောမပါဘူးခလုတ်မပါဘူးပေါ့နော် mirror နဲ့လုံးဖို့မရှိကိုက apple carplay ကနေ screen mirror တို့ဘာလို့ပြောင်း youtube တွေဘာသာကြည့်မယ်ဆိုလို့ရှိရင်သူကအကုန်ပြန် disconnect လုပ်ရတယ်လုံးပြီးတော့မှပြန် connect လုပ်တဲ့အဝင် မှာ screen mirror ကိုပြန်ရွေးခွင့်ပြီးတာပုံမှန်ဆိုလို့ရှိရင် carplay တစ်ခါချိန်ပြီးသွားလို့ရှိရင်အဲ screen mirror ပြန်ချိန်တဲ့နေရာကြီးလုံးဝဝင်လို့မရဘူး carplay ရဲ့ဘက်တန်းဝင်ဝင်သွားပါပေါ့နော်အဲ့တခုကတော်တော် ပေတဲ့ဟာအဲ့ဒါမျိုးကျွန်တော်မော့လို့ဖို့စူးစမ်းကြည့်တာ ဒီမစနဲ့ကွာအခြား unit တွေမှာတော့ base software တွေကမတူဘူးပေါ့နော်အဲ့တော့ဒီဟာတွေအဆင်ပြေနိုင်တယ်ဆက်ရမယ်ဆိုတော့ဒီ Apple CarPlay ကတော့အဓိကအသာချက်လို့ပဲပြောရမှာပေါ့နော် infotainment system တွေတို့ကလုံလောက်တဲ့ feature တွေစုမှာပါတယ်အရင်ဆုံးသူ့ရဲ့ interface ကနေစပြောမယ်သူ့ရဲ့ design ကတော်တော်လေး clean ဖြစ်ပြီးတော့ minimal ဖြစ်တယ်ကားဟောင်းနေပေမဲ့ဒီ CarPlay နဲ့ဆိုလို့ရှိရင်ကားပြန်ပြီး smart ဖြစ်သွားတယ်လို့မျိုးကြည့်လို့ကောင်းသွားတယ်ပြီးတော့ iOS 26ရဲ့ liquid glass ကလည်းဒီမှာတော်တော်လာမှိုင်းနေတယ် မော်ဘီပါတွေကသူ့မှာပါတာတွေပဲယူလို့ရတယ်ဒါပေမဲ့သူ့မှာပါတဲ့ဟာတွေကလည်းလှတယ်ပြီးတော့အရင် software တွေနဲ့ဘာကွာလဲဆိုလို့ရှိရင် तू က widget တွေထည့်လို့ရပါတယ်ဆိုတော့သုံးရတာတွေပုံများများသုံးလို့ရလာတယ်ဗောနော်ဥပမာ ChatGPT widget ကြီးထည့်ပြီးတော့ကားမောင်းနေတဲ့တခုသိကျင်တာမျိုးမှာ ChatGPT ကိုလမ်းမေးတာမျိုးနောက်တစ်ခုက Apple Intelligence ရတဲ့ဖုန်းတွေနဲ့ဆိုရင် Siri ကဒီဇိုင်းမတူဘူးပိုလှတယ်ဒါပေမဲ့ပိုလှတာပဲရှိရဒူတော့မယ် ကာဘလေးရဲ့ UI ဒီဇိုင်းပိုင်ညာနေထားကြတော့ iOS user တွေတော့ကတော့စိတ်မမထင်ဘူးအကုန်လုံးဒီ icon ဒီဇိုင်းတွေပဲပေါ့နော်ဒါမှမဟုတ်ရှင်းမြတ် icon တွေအကုန်ပါနေရတော့မဟုတ်ဘူးအဲသူကကမ်းပေါင်းနေတဲ့အချိန်မှာဒီဇိုင်းမဖြစ်နိုင်တဲ့ app တွေပဲဆိုတော့ထည့်လို့ရတာပေါ့နော်အဲ့ app တွေရမှာအရေးကြီးဆုံးကတော့ navigation အတွက် map တွေပါ popular ပြင်းဆုံးသုံးခုကတော့ဒီ Google Map Apple Map နဲ့အဲ့ Waze ဆိုတာပေါ့နော်ကျွန်တော်ကတော့ Google Map ကိုပဲအဓိကသုံးတယ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံအတွက်လည်း Google Map ကပိုပြီး optimize ဖြစ်တယ်အပမ်းမှာကြာတော့သူကြည့်ရပူလာ ဒါပေမဲ့ internet လောက်ရတဲ့ချိန်မှာကျတော့ Google Map လောက်အဆင်မပြေဘူးတချို့ကလေနည်းနည်းကတိကောက်နိုင်တယ် Waze ကတော့ကျွန်တော်လုံးဝမသုံးဘူးတော့ကျွန်တော်တကယ်မပြောတော့ဘူးကျွန်တော်အမြင်ကတော့ Google Map ကတော့ရွေးချယ်ဖို့အသင့်ဆုံးဆုံးပေါ့နော်ပြီးတော့သူကကိုယ်သွားမဲ့ location ကိုပုံစံ၄မျိုးလောက်ထည့်လို့ရတယ်ဒီ screen ပေါ်မှာပဲ keyboard နဲ့ရိုက်လို့ရတယ်လို့ voice နဲ့လည်းပြောလို့ရတယ်ပြီးတော့ကိုယ့်ဖုန်းရဲ့ Google Map မှာပဲသွားမဲ့နေရာကိုရိုက်ပြီးတော့ get direction နဲ့ Apple CarPlay ဆိုတာနှိပ်လိုက်ရင်ဒီ head unit မှာ direction auto လာပေါ်ရဲပေါ့နော်အဲ့လိုနီးလဲရတယ် ဒါမှမဟုတ်နောက်ဆုံးတနည်းအားကိုအမြင်သွားနေကြနေရတွေကို save ထားပြတ်ဒီ favorite တက်ကနေသွားလဲရတယ်အာ voice command နဲ့ပြောတာကြတော့ Siri ကနေပြောခိုင်းရင်တော့ Apple Mac ကနေပဲပြရတယ် Google Map မှာကြတော့ဒီ app တွေဝင်ပြီးတော့ဒီ mic icon လေးကိုနှိပ်ပြီးတော့ပြောရတဲ့ setup တော့ပို့ရမှာနော်ဒါကတော့ navigation ဘက်မှာအဲနောက်ထပ်အရေးကြီးတာက entertainment ပေါ့နော် အဲအဲ့ဒီတော့ဆိုလို့ရှိရင်ဒီမှာ Apple Music ရှိမယ် Spotify ရှိမယ်ပြီးရင် YouTube Music ရှိမယ်အဲ podcast တွေပဲကြာရင်လည်း podcast တွေပဲရှိရပါတော့ဒီမှာတော်တော်သဘောကျတာကတော့ Apple CarPlay ကဒီ phone screen ကိုပဲ UI ပြောင်းပြီးတော့ဒီ display unit ထဲမှာသူကလာပေါ်ပေးတဲ့ပုံစံမျိုးပဲသူ OS တသက်မဟုတ်ဘူးအဲ့တော့ကိုကဒီ music app ထဲမှာကိုက pirate လုပ်ပြီးတော့ mp3 တွေ download ထည့်ထားတာရှိလို့ရှိရင်လည်းအကုန်နှမ်းပြီးဖွင့်လို့ရတယ် အဲ့ဒါကိုကျွန်တော်ရမယ်လို့တော့မထင်တာဘူးအဘာလို့ဆိုအဘက်တီဗီဘောက်စုဘောက်မှာじゃသူတက်တက် OS နဲ့သွားတာပေါ့နော်အဲ့ခါကျတော့သူ့မှာ music app ကရှိပေမဲ့ကို MP3 တွေ download ထည့်ထားတာဟာဒီကိုအဲ့မှာဖွင့်လို့မရအောင်သူကသူ့မှာじゃ streaming service တွေပဲဖွင့်လို့ရတာကျွန်တော်လည်းအရင်က CarPlay ကို streaming service တွေပဲဖွင့်လို့ရမယ်ထင်တာပေါ့နော်ဒီချက်ကတော့အကျဉ်းဆုံးပဲအကယ်၍ကိုက pirate မလုပ်ချင်လဲ Spotify နဲ့ YouTube Music တို့က free ရတယ်ဒါပေမဲ့ကြော်ညာတော့နားထောင်ပေးရတယ်ပေါ့နော် podcast လည်း free ပါပဲဂျူဂျူမှာတခြင်းဖွင့်နေတာဖြစ်ဖြစ်တည်နာထောင်နေတာဖြစ်ဖြစ်လည်း ယူစုမျိုးစုံမှာအကုန်ရတယ်ရုပ်မမြင်ရပဲရှိရပါတော့ကျန်တာကတူတူပဲ tip လေးတစ်ခုကတော့အဲ့ဒီသုံးခုစလုံးမှာအတန်ဇလန်းနေရှိတယ်တခါကြရင် road trip လေးပါလေးသွားတဲ့ခါမျိုးမှာအဲ့လိုလေးနားထောင်ပြီးသွားတာလည်းတစ်မျိုးလေးတော့ကောင်းတယ်ဗျအဲ entertainment ကတော့လောက်ပဲပေါ့နော် game တို့ movie တို့ကြတော့ဟို mouse နဲ့ desktop ဖြစ်မဲ့ဟာတွေမလို့တခုမှတော့မရဘူးနောက်ထပ်အရေးကြီးတဲ့ဟာကတော့ wirelessly လုပ်လို့ရတာပဲပေါ့နော် wireless ဆိုရင်ဖုန်းလာလို့ရှိရင်ဖုန်းကိုကိုင်ပြန်ပြေးရမလို့သူ့မှာ mic ကော speaker ရောပါတယ် 2-b ကလည်းလုံလုံလောက်ကောင်းတယ်တစ်ဖက်ကလည်းကောင်းအောင်ပြန်ကြရတယ်ဟယ်လိုကြားလားကြားတယ်ဟိုကားမောင်းရင်းနဲ့ဖုန်းကြိုင်ပြီးပြောတာဆိုင်တော့အများကြီးပိုကောင်းတာပေါ့နော်ပြီးတော့ကားမောင်းရင်းနဲ့ဖုန်းကြိုင်ပြီးပြောတာတရားမဝင်အဲအကဲရဲပိုင်မိဒဏ်ငွေဆောင်ရနိုင်တယ်အဲ့တော့ဒါမျိုးနဲ့ကြအဆင်ပြေရပေါ့နော်ပြီးတော့ messaging app တွေလည်းရှိတယ်ဒါပေမဲ့ messaging app တွေကကြတော့သူကပို့တဲ့စာကိုအတန်ထွက်ပြီးဖတ်ပြရတာပဲရှိတာပြန်ပြန်ပို့လို့ရှင်လဲ voice message လိုမျိုးတော့ပို့လို့မရဘူးဟိုရိုက်မက်စာကိုပဲကိုကအတန်ထွက်ပြီးပြောပေးရတာပေါ့နော် အဲ့တော့ dictation လုပ်တဲ့ဟာလိုမျိုးပြောတာဖြစ်တော့တော့ဟိုကျွန်တော်မြန်မာဘာသာနဲ့ကြတော့အဝင်ရောထွက်ရောတိတ်အဆင်မပြေဘူး။ကိုယ်ကအင်္ဂလိပ်လိုမျိုးပဲအဓိကစာသွားပြန်ရှိရလူဆိုရင်တော့အဆင်ပြေရပါတော့။ပြီးတော့ကားမောင်းနေတဲ့ message မပို့ပါနဲ့။ဖုန်းပြောတာတက်ပို့ပြီးတော့အန္တရာယ်များပါတယ်။နောက်တစ်ခုကကြတော့ဒီ CarPlay ထက်ကိုဒီ base OS နဲ့ပို့ပြီးဆိုင်နေပါတော့။ဒီ dash cam ပေါ့။သူက SD card ထည့်လိုက်တာနဲ့စပြီးတော့ record လုပ်တယ်။ကားဆက်နိုးရတယ်သူက auto recording လုပ်ပြီးသားပဲ။ဘာမှထပ်လုပ်ရမှာမလို့။ ဖိုင်ဆိုင်ပြေးလာလို့ရှိရင်လေသူ့အရင်ဟိုးအစားအရိုက်တဲ့အဟောင်းတွေသူ့တို့ပြန်ဖြတ်ပြီးတော့သူ့တို့အစ်စ်တွေကိုထပ်ပြီး record လုပ်သွားတယ်အဲ့ဒီ cycle ကသူ့တို့အများလဲနေမှာပေါ့နော်အဲ့မှာကျွန်တော်ခုနအပေါ်မှာပြောခဲ့လို့ dash cam ကို split screen နဲ့အများတန်းဖွင့်ထားလို့ရတယ်လို့ background မှာလည်းသူ့တို့ design run ခိုင်းတာလည်းရတယ်အဲဒီဘေးရဟာလေးရသူ့ရဲ့ quick setting လေးပေါ့နော် brightness control volume လို့ရှိရင်တော့ကင်မရာတွေဝင်တာတို့ဒီကားပုံကတော့ base os ကိုအဝင်ထွက်လုပ်တဲ့ဟာပေါ့နော် ဒီ white screen ရအသာကြက်ကကြတော့ split screen သုံးလဲတစ်ဖက် screen ကအရန်သေးမသွားပဲနဲ့လုံလုံလောက်ကျန်နေတာပေါ့နော်အကဲကွာ split screen မသုံးလဲတစ်ဖက်မှာ map ကိုကြည့်ပြီးတစ်ဖက်မှာတခြင်းနားထောင်တာမျိုး widget နဲ့ map ကိုတွဲထားတာမျိုးအဲ့လိုမျိုးတွေအတွက်နေရာကောင်းကောင်းကျန်တာပဲပေါ့နော်အဲတခြားသော accessibility features လေးတွေလည်းနည်းနည်းတော့ရှိသေးတယ်ဒါပေမဲ့ loss the road test လေးစမ်းကြည့်ရအောင် let's go ဟမ်အမကားလိုက်စမ်း ဆိုတော့ဒါတွေကတော့ကားမောင်းတိုင်းအမြင်နဲ့တုံးနေရမယ့်ဟာတွေပေါ့နော်သူ့မှာအမြင်မတုံးမဲ့ရမ်းမရမ်းကတုံးနေရတဲ့ accessibility feature တွေရှိသေးရပေါ့နော်အဲ့ထဲမှာအသုံးဝင်နိုင်တဲ့ဟာတချို့ကကြတော့ဒီ sound recognition လို့ခေါ်ရတာပေါ့နော်တခါလေးကိုကကိုယ့်မှုနဲ့ကိုယ်ကားမောင်းနေသတိမထားမိတဲ့အချိန်မျိုးမှာမိသက်ကားကြီးဖြတ်သွားတာတော့ဆေးရုံကြီးဖြတ်သွားတာမျိုးအတန်ကျဲအဲ့ siren ပါတဲ့ ကားတွေဖြတ်သွားတာမျိုးတို့တတိပေးတာမျိုးပေါ့နော်ပြီးတော့ဝစ်ချက်စီကလည်းတော်တော်လေးအလုပ်ဖြစ်လာနိုင်တယ်ရှော့ကတ်တွေအများကြီးထည့်လို့ရတယ်ဟုံးရှော့ကတ်ကလည်းဟုံးကစ်တွေလှမ်းပြီးကွန်ထရိုးလုပ်တာတွေပါအဆုံးပဲကျန်တယ်ကကျွန်တော်လည်းမစမ်းကြည့်ရဆိုတော့ကိုယ့်ဘက်ဆက်ပြီးကလိကြီးကြပါနော်ဒါတွေကတော့အဓိကကားပလေးရဲ့ feature တွေပေါ့နော် အဆုံးသတ်နေနဲ့ပြောရရင် Apple CarPlay ကမရှိမဖြစ်တော့မဟုတ်ပါနဲ့ရှိတိုင်းတော်တော်လေးသုံးလို့ကောင်းတဲ့ gadget တစ်ခုပဲဖုန်းမှာ map ဖွင့်ပြီးတော့ dock လုပ်ထားပြီးတိတိကွကွလေးကြည့်နေရမယ်ဆိုဒါဒီလိုဖုန်းကင်စရာမလိုဘဲနဲ့ဒီ screen ခက်ကြီးကြီးမှာအကုန်လုံးလုံးလို့ရတာတော်တော် convenient ဖြစ်နေပြီပြီးတော့ဒီလိုကားဟောင်းတွေကိုဒီလို gadget လေးတစ်ခုကပြန်ပြီး smart ဖြစ်သွားစေတာကကားမောင်းတာပြန်ပြီး fresh ဖြစ်စေရပါတော့ အရင်လိုကားမှာရွက်စီဒိုးပြီးတချင်းတွေဖွင့်တာမျိုးကချင်းတွေပါလဲရွေးရခတ်လို့အပုတ်တရာမြောက်လောက်ကတချင်းကိုရွေးချင်အခတရာကြောတာမျိုးကအဆင်မပြေဘူးဗျဒီလို streaming service တွေပါဖွင့်လို့ရပြီးတော့အလို feature တွေလဲစုံတဲ့ကောင်မျိုးကကားမောင်းရတာကိုပို့ပြီးတော့ fan ဖြစ်စေရပေါ့နော်အဲဒါတွေကတော့ကျွန်တော်တုံးကြည့်လို့ရသလောက်ကျွန်တော်ရဲ့ experience တွေပေါ့နော်အဲဘလိုပဲဖြစ်ဖြစ်အတိနဲ့တတိကပ်ပြီးတော့ကားမောင်းကြဖို့တိုက်တွန်းလိုပါတယ်ကားမောင်းတဲ့ခါမှာကိုတယောက်တည်းနဲ့မဟုတ်ဘဲနဲ့အခုဘေးမှာ live ပါစီးနေနေသူတွေရဲ့ဘဝပါကိုလက်ထဲမှာကင်တာဆိုတာကိုမမေ့ပါနဲ့ တီရှုနေတဲ့ brother တို့ကို Apple CarPlay ကိုဘယ်လိုမြင်လဲဗျပြီးတော့ Android Auto နဲ့ဆိုရင်ရောဘယ်ဟာပူအောင်လဲဆိုတော့အောက်က comment ထဲမှာအားမနာတဲ့စိတ်ကြိုက်ဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်နောက်ဗီဒီယိုမှာတော့ဒီ Apple TV Box ကြီးက streaming device တွေမကားတော့ဘဲနဲ့အဲ့ထက်အများကြီးပို့လိုက်ဆိုတဲ့အကြောင်းနဲ့ကျွန်တော်မှမှပြီးတော့လဲပို့ပြီးသုံးဝင်လာဆိုတဲ့အကြောင်းကိုပြောပြဖို့ပြန်လာခဲ့ပါမယ်စိတ်ဝင်စားတဲ့ညီကိုများ like and subscribe လေးလုပ်ပြီးတော့ notification လေးပဲ on ထားပေးလို့ရပါတယ်တီရှုပေးတဲ့ညီကိုမောင်နှမတယောက်ချင်းစီအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးပဲပြည့်နေခင်ကြပါစေကျွန်တော်တော့ save လိုက်ပါ Peace.